အီလွန်မတ်စ်ကိုပြည်နှံနှံပေးရန်စဉ်းစားမိဟုထရမ့်ကပြောဆိုလိုက်ကြောင်းသိရပါဗယ်။အမေရိကန်ဘီလီယံနာအီလွန်မတ်စ်ကသမ္မတဒေါ်နယ်ထရမ့်၏အခွန်နဲ့အသုံးစရိတ်ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးဝေဖန်ကရန်စမိကိုပြန်မွေးပြီးဒီနောက်ထရမ့်ကအီလွန်မတ်စ်ကိုပြည်နှံနှံပေးရန်စဉ်းစားမိဟုဇူလိုင်လ၁ရက်နေ့ကသတင်းထောက်များကိုပြောဆိုလိုက်ပါဗယ်။တောင်အာဖရိကနယ်ပေါ်အမေရိကန်နိုင်ငံသားဖြစ်သူအီလွန်မတ်စ်ကထိုဥပဒေကြမ်းဒီကျွေးမီပိုတင်လိမ့်မည်ဟုဆိုကာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး Republican များအားဝေဖန်သည့် post များစွာကိုသတင်းပတ်ကုံကလူမှုကွန်ရက် expo တွင်တင်ခဲ့ပါတယ်။ Max ကအဆိုပါဥပဒေကြမ်းသည်ကျွေးမီဒေါ်လာ9ထရီလီယံထိမြင့်တက်စေမည်ဖြစ်ကြောင်းနဲ့မိမိတို့သည် Pocky Pick Party ရှိသောတပါတီနိုင်ငံရေးတွင်နေနေကြရကြောင်းသတင်းလာနေ့ဂျွန်30ရက်မွန်းလပိုင်းကပြောကြားခဲ့ပါတယ်။နိုင်ငံရေးတွင်ဝက်ဆိုဒီမှာလွှတ်တော်အမတ်များက၎င်းတို့မဲဆန္ဒနယ်များအတွက်ငွေကြေးသုံးစွဲခြင်းကိုဆိုလိုပါတယ်။ Trump မှာ Tesla CEO Elon Musk ဒီလက်စစ်ကား EV ဆိုင်ရာလုတ်ပိုင်ခွင့်ကိုဖယ်ရှားခဲ့သောဥပဒေကြောင့်ဒေါ်လာထွက်နေကြောင်းနဲ့သူဒီဆိုင်ပိတ်ပြီးမွေးရမြေတောင်အာဖရိကစီပြန်ရလိမ့်မည်ဟုအင်ကာရိတ်ဇူလိုင်၁ရက်နေ့အစောပိုင်းကလူမှုမီဒီယာ Truth Social တွင်ရေးသားခဲ့ပါတယ်။ Musk ကိုပြည်နံံပေးမည်လားဟုသတင်းထောက်များကမေးမြန်းရာ Trump ကကျွန်တော်တို့စဉ်းစားလိုက်ဦးမယ်လို့ထေချာခဲ့ပါတယ်။ Musk ကနောက်ဆုံးတစ်ခုအနေဖြင့်လုပ်ရမည်ဆိုပါကဥပဒေကြောင်းကိုမဲပေးခဲ့သော Republican များအားစင်ခေါ်နိုင်သူများကိုပံ့ပိုးသွားမည်ဟုသတင်းလာနေတဲ့ ဂျွန်လ30ရက်နေ့ကထိန်းချုပ်ခဲ့ပါတယ်။ Max ဤဝေဖန်မှုနဲ့ပတ်သက်ပြီး ABC သတင်းဌာန၏မေးမြန်းချက်ပေါ် Trump က EV လုပ်ပန်ခွင့်နဲ့ပတ်သက်ပြီးကျွန်တော်မလုပ်ပေးနိုင်ဘူးဆိုတာသူတည်ထားတဲ့နဲ့အဲ့ဒီကိစ္စတွေအတွက်ကျွန်တော်နှစ်နှစ်လောက်မဲဆွဲခဲ့ရတာသူဘာကြောင့်ဒီလိုပြုတ်မှုခဲ့လဲဆိုတာတော့ကျွန်တော်မသိပါဘူး။ဒါပေမဲ့သူ EV လုပ်ပန်ခွင့်ကိုတော့ရမှာမဟုတ်ဘူး။သူတည်ထားတဲ့နဲ့ဘာလို့လဲဆိုတော့သူတခြားအရာလဲဆုံးရှုံးသွားနိုင်တယ်ကျွန်တော်ဘာဆိုလို့လဲဆိုတာသိတယ်မဟုတ်လားလို့ပြောကြားခဲ့ပါတယ်။ ယူကရိန်းအတွက်စစ်လက်နက်ထောက်ပံ့မှုတချို့ဆိုင်းငံ့ထားကြောင်းအမေရိကန်က ပြောလိုက်ပါတယ်။ယူကရိန်းစီစစ်လက်နက်ထောက်ပံ့ပို့ဆောင်မှုအစီအစဉ်တချို့ကိုဆိုင်းငံ့ထားကြောင်းအမေရိကန်ဆိုရကအတည်ပြုပြောကြားခဲ့ပါတယ်။အဲဒီဆိုမြတ်ချက်ဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့အမေရိကန်အကျိုးစီးပွားသာဦးစားပေးဖြစ်တဲ့ဆိုတဲ့မူဝါဒနဲ့အညီချမှတ်ခဲ့တာလို့အင်ဖြူတော်ကဆိုပါတယ်။ကာကွယ်ဝင်ကြီးဌာနကတခြားနိုင်ငံတွေကိုအမေရိကန်ကစီးရဲအရအကူအညီထောက်ပံ့နေမှုတွေကိုပြန်လည်စစ်စစ်သုံးသပ်ခဲ့တဲ့နောက်အစိုးရအနေနဲ့အခုလိုဆိုမြက်ခဲ့တာလို့ အင်ဖြူရောပြောရေးဆိုခွင့်ရအမျိုးသမီးအန်နာကယ်လီကဇူလိုင်1ရက်နေ့မှာပြောကြားသွားခဲ့ပါတယ်။2022ခုနှစ်မှာရုရှားကအင်နီချင်းယူကရိန်းကိုစစ်ပြုတ်တိုက်ခိုက်ခဲ့တဲ့နောက်တမရဂျိုးဘိုင်ဒန်ဥဆောင်ခဲ့တဲ့အမေရိကန်ဆိုးရွားဟာယူကရိန်းအတွက်ဒေါ်လာဘီလီယံပေါင်းများစွာတာမိုးရှိတဲ့ဆေးအထောက်ပံ့တွေပေးပို့ခဲ့ပါတယ်။ဒါပေမဲ့အခုနှစ်စမ်းပိုင်းမှာထရမ့်ကတမရဖြစ်လာတဲ့နောက်ယူကရိန်းအတွက်ဆေးကူညီအများစုကိုဆိုင်းငံ့ထားခဲ့ပါတယ်။ဒါအပြင်ထရမ့်ရဲ့အတွင်းစီးပုတ်ကိုတချို့က ်အမေရိကန်ကိုယ်တိုင်ကစစ်လက်နက်တူလောင်ထားမှုလျှော့ချလာနေတယ်လို့ယူကရိန်းစီထောက်ပံ့ပေးတာတွေကိုရဆိုင်ထားတဲ့ကြောင်းထောက်ပြခဲ့ကြပါတယ်အခြားတစ်ဖက်မှာတော့အမေရိကန်ဟာအစ္စရေးအတွက်စစ်လက်နက်တွေထောက်ပံ့ပေးမှုတွေကိုအရှင်မြင့်တင်လာတာကိုတွေ့နိုင်ပါတယ်ယူကရိန်းဆိုရကတော့ကယ်လီယက်စကောင်းနဲ့ပတ်သက်ပြီးလက်တလောဘာမှတ်ချက်မှမပေးသေးပါဘူးယူကရိန်းစီဘလို့စစ်လက်နက်အမျိုးအစားတွေတင်ပို့မှုကိုဆိုင်းငံ့ထားမလဲဆိုတာကိုလည်းအမေရိကန်စစ်ဘက်ရာရှိတွေကအသေးစိတ်ရှင်းပြမထားသေးပါဘူးဒါပေမဲ့ လေကြောင်းကာကွယ်ရေးဒုံးကျည်တွေပြစ်မှတ်ကိုတိတိကျကျချိန်ရွယ်တက်ခိုင်နိုင်တဲ့ပဲ့ထင်းစနစ်ပါခဲယမီကြောက်တွေဟာအခုကန့်သက်လျှော့ချမှုမှာအကျုံးဝင်လာလိမ့်မယ်လို့ယူဆရပါတယ်။ယူကရိန်းကိုစစ်ရေးအကူအညီပေးနေမှုတွေနဲ့ပတ်သက်ပြီးကာကွယ်ဝင်ကြီးဌာနဟာသမရအတွက်ထိရောက်အားကောင်းတဲ့ရွေးချယ်မှုတွေကိုဆက်လက်အကြံပြုနေမယ်လို့ဝင်ကြီးဌာနရဲ့ကာကွယ်မူဝါဒဆိုင်ရာဌာနခွဲအကြီးအကဲကပြောပါတယ်။အမေရိကန်စိုးရရဲ့ကာကွယ်မူဝါဒတွေဟာနိုင်ငံကိုကိုယ်တိုင်ကာကွယ်နိုင်ဖို့အသင့်ရှိနိုင်စွမ်းပေါ်အဓိကဦးစားပေးမှာလို့လည်းသူကဆိုပါတယ်။ အမေရိကန်ရဲ့စစ်လက်နက်အပိုဆောင်တူမိထားနိုင်မှုရှော့ချနေပြီးတော့အစိုးရတကြီးထောက်ပြမှုတွေနဲ့ပတ်သက်လို့တော့အင်ဖြူတော်ပြောရေးဆိုခွင့်ရအမျိုးသမီးကယ်လီကအမေရိကန်ရဲ့စစ်ရေးစွမ်းရည်ကိုတည်ချင်အီရန်ကိုတောင်းပေးကြည့်တဲ့လို့ပြောကြားသွားပါတယ်။ဒါဟာဂျွန်လ22ရက်လုံကအီရန်ရဲ့နျူကလ িয়ার စခန်းသုံးခုကိုအမေရိကန်လက်ထက်ကဘုံကျဲတိုက်ခဲမှုကိုညှိနှွံ့တဲ့အတိတ်ပဲပါ။ကယ်လီကအမေရိကန်ရဲ့စင်အားဟာမေခွန်ထုတ်စရာဘာမှမလိုအောင်တောင်းတင်းနေစေလို့လည်းပြောပါတယ်။ယူကရိန်းပေါ်ရုရှားကထိုးစစ်တိုက်ခိုက်မှုတွေအရှင်းမြင့်တင်လာချိန်မှာ ယူကရိန်းအတွက်စစ်လက်လက်ထောက်ပံ့မှုတွေလျှော့ချတဲ့အမေရိကန်ဆိုရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကရုရှားဟာစစ်ပွဲကာလတစ်လျှောက်လုံးမှာယူကရိန်းအပေါ်ပမာဏအကျယ်ပြန့်ဆုံးအကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုလုပ်ဆောင်ခဲ့ပြီး drone တွေ cruise နဲ့ပယ်ထိန်ဒုံးကြီးတွေစုစုပေါင်းအရေအတွက်900ကျော်ကိုနိုင်ငံအနှံ့ကမြို့ကြီးတွေစီကိုပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒေါ်လာရဲ့ထောက်ပံ့နဲ့ဆိုပြီးအင်ဒိုနီးရှားနိုင်ငံသားတူကိုစစ်ကောင်စီကဖမ်းဆီးထားကြောင်းသိရပါတယ်။စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တယောက်ကိုတော်လှန်ရေးဖွဲ့တွေထောက်ပံ့တယ်လို့ဆွဆွဲပြီးဖမ်းဆီးထားတာကြောင့်အင်ဒိုနီးရှားအမတ်တွေကြားစိုးရိမ်မှုမြင့်တက်ကတန်တမာရေးအရချင်းချင်းအရေးယူဖို့တောင်းဆိုထားကြပါတယ်။ဂျွန်လ30ရက်ဒရင်လာနေကအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ဌာနမှုအတွင်းနိုင်ငံခြားရေးကော်မရှင် အောက်လွှတ်တော်မှအဗရာဟမ်ကဒီကိစ္စကိုထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။တော်လှန်ရေးတပ်တွေကိုငွေကြေးထောက်ပံ့တယ်လို့ဆွဆွဲပြီးအသက်33နှစ်အရွယ်လူမှုကွန်ရက်နာမည်ကျော်တယောက်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ကြောင်းအထောက်ထားကလည်းခိုင်လုံမှုမရှိကြောင်းသူကပြောပါတယ်။ ။တဘုံအဖွဲ့တွေကိုငွေတစ်ထောက်ပံ့တယ်လို့ဆွဆွဲခံရပြီးမြမပြည်မှာအဖမ်းခံရတဲ့ကျွန်တော်နိုင်ငံသားတယောက်ရှိပါတယ်။သူလည်းကျွန်တော်လောက်ပဲအသက်33နှစ်ပဲရှိသေးတဲ့လူငယ်တယောက်ပါ။ကျွန်တော်သိတဲ့လောက်သူ့မှာအဲ့လိုရည်ရွယ်ချက်မျိုးတခါမှမရှိခဲ့ဘူးလို့အဗရာဟမ်ကကြားနာမှုအတွင်းပြောပြပါတယ်။အဆိုပါလူငယ်ဟာနိုင်ငံရဲ့ရည်ရွယ်ချက်ရှိသူမဟုတ်ပဲ content creator တယောက်သာဖြစ်ကြောင်းသူကိုစစ်ကောင်စီကလူငယ်ချမ်းသာခွင့်ဒါမှမဟုတ်ပြည်ထောင်ပေးပြီးပြန်ပို့ဖို့နိုင်ငံချမ်းဝင်ကြီးဌာနအနေနဲ့တိုက်တွန်းတင်ကြောင်းသူကဆက်ပြောထားပါတယ်။အင်ဒိုနီးရှားအစိုးရအနေနဲ့ ဖာစီခန္ဓာရသူဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုအတိမပြုနိုင်သေးပေမဲ့လူမှုကွန်ရက်အသုံးပြုသူတွေကြားထင်သေးပေးမှုတွေမြင့်တက်နေတယ်လို့ဆိုပါတယ်။နာချိုင်းဝန်ကြီးစုကီယိုနိုကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတရိုက်မှတ်ချက်မပေးဘဲမြန်မာနိုင်ငံလိုပြည်ပကဖြစ်ပွားရနေရာကိုမတော်မီတေချာလိလာကြဖို့သူ့နိုင်ငံသားတွေကိုအကြံပြုချက်ပေးထားတာကိုသာထပ်မံပြောဆိုထားပါတယ်။မြန်မာနိုင်ငံဟာပြည်တွင်းစစ်တဲရောက်နေပါတယ်။စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံရုံနဲ့တနင်္ဂနွေလုံးအနေထားမှာလုံခြုံပေးခဲ့မယ်လို့အားမမခံနိုင်ဘူး။ ေသတခုချင်းစီမှာလိုက်အထိုက်ချိကပ်မှုမျိုးလုပ်ရတယ်လို့စုကျွန်းတို့ကဆိုပါတယ်။ရခိုင်မှာမြန်မာကျပ်ငွေ200 150စက်တန်တွေအသုံးပြုလို့မရတော့ဘူးလို့ဒေသခံတွေကပြောဆိုနေကြပါတယ်။အရခတ်တော် A သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်14မြို့နယ်မှာမြန်မာကျပ်ငွေ200စက်တန်100စက်တန်နဲ့50စက်တန်တွေဟာအသုံးပြုလို့မရတော့ဘူးလို့ဒေသခံတွေကပြောကြပါတယ်။မြန်မာကျပ်ငွေ200စက်တန်100စက်တန်နဲ့50စက်တန်တွေကိုငွေတထောင်900ဆရာတွေစုပြီး ကွန်ပျူစီတွေပေးဝယ်ပေမဲ့အသုံးမဝင်တော့ဘူးဆိုပြီးရောင်းချသူတွေကပြန်ပေးတယ်လို့ရေသတောင်မြုံနယ်ဒေသခံတယောက်ကပြောဆိုပါတယ်။လက်ရှိရခိုင်မှာ90တက်တန်ကနေ200တက်တန်အထိငွေစကူတွေဟာအသုံးပြုလို့မရဖြစ်လာနေတဲ့အတွက်ဒစဒစအပြတ်ွယ်လာနေတယ်လို့ဒေသခံတွေစီကတီးရပါတယ်။စစ်ကောင်စီနိုင်ငံခြားဝန်ကြီးအဝန်ထွက်စရင်အမျက်မပြတ်စစ်ဆေးပြီးအသုံးအစွဲခွင့်ပြုမှုများကိုမရောက်နိုင်ကတိုက်ရိုက်ကင်တွယ်နေကြောင်းတီးရပါတယ်။ မြန်မာနိုင်ငံ၏နိုင်ငံခြားငွေအဝင်ထွက်စည်းရုံးကိုစစ်ကောင်ဆောင်မရောက်နိုင်ကလဆင်အမြဲမပြတ်စစ်စစ်တရှိသည့်အပြင်နိုင်ငံခြားငွေတုံးဆွဲမှုဆိုင်ရာဆုံးဖြတ်များကိုလည်း၎င်းကပင်တရိုက်ကန်တွယ်ကြောင်းသိရှိရပါသည်။2023ခုနှစ်အတွင်းမရောက်နိုင်ကအခန့်ခဲ့သောနိုင်ငံခြားတုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်တွန်းကအလွဲတုံးစားမှုနဲ့အခရီးလိုက်စားမှုများကြောင့်ရာထူးမှဖယ်ရှားခဲ့ပြီးဗိုလ်ချုပ်ကြီးများအထွန်းဦးကိုနိုင်ငံခြားငွေတုံးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖြင့်အစားဒုက္ခအခဲ့ကြောင်းမိုးမြင့်တွန်းကိုဖယ်ရှားပြီးနောက် မြန်မာနိုင်ငံတွင်နိုင်ငံခြားဝင်ကိုတုံ့ဆွဲမှုအတွက်စည်ရင်းများကိုမရောက်နိုင်က၎င်းထံသို့လစဉ်ပုံမှန်စည်ရင်ခံစာတင်ပြစေကြောင်းသိရှိရပါသည်။ယခင်ကနိုင်ငံခြားဝင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖြစ်ခဲ့သောမိုးမြင့်တွင်ကိုမရောက်နိုင်ကအာဏာကုန်လွှဲရ၍နိုင်ငံခြားဝင်တုံ့ဆွဲမှုဆိုင်ရာကိစ္စများတွင်တဦးတည်းဆုံးဖြတ်လုပ်ပန်ခွင့်ပေးခဲ့ကြောင်းမိုးမြင့်တွင်တွူးလွန်သည့်နိုင်ငံခြားဝင်အယောင်ဝယ်ဆိုင်ရာအခရိမှုများဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင်မူ မေအောင်နိုင်ကနိုင်ငံခြံကိုတုံးဆွဲရမည်မိရိကိစ္စမဆို၎င်း၏ခွင့်ပြုချက်မပါဘဲမဆောင်ရွက်ရန်ပမာဏကြီးမားသောနိုင်ငံခြံကိုတုံးဆွဲမှုများကိုနိုင်ငံခြံကိုတုံးဆွဲမှုကြီးကြေးကော်မတီဥက္ကဋ္ဌများထွန်းဥတူဒီဆုံးဖြတ်ပိုင်ခွင့်မရှိဘဲမေအောင်နိုင်၏အတူပြုချက်ဖြင့်သာဆောင်ရွက်ရကြောင်းသိရှိရပါသည်ထို့ပြင်မေအောင်နိုင်ကနိုင်ငံခြားငွေကိုကုန်တယ်မှုတွင်လုံငွေမရှိစေရအတွက်၎င်းကိုယ်တိုင်ဖိပိစီစီကန်တွေညွှန်ကြားပြီးစစ်လက်နက်ပစ္စည်းများရဟယင်နဲ့လေယံဝေယူရေးကိုလည်း၎င်းကတိုက်ရိုက်ဆုံးဖြတ်ကြောင်းသိရှိရပါသည် ရခိုင်သားရွှေလက်ထက်ကနိုင်ငံချမ်းဝေစီမံခန့်ခွဲမှုများကိုကိုယ်တိုင်ကင်ပြခြင်းမရှိဘဲအခြားဘုတ်ချုပ်များကိုသာတာဝန်ပေးရတော့လေလက်ရှိမြောက်နိုင်ငံကမူနိုင်ငံချမ်းဝေဆိုင်ရာမူဝါဒများကိုယ်တိုင်ချမှတ်ရုံသာမကနိုင်ငံချမ်းဝေနဲ့ပတ်သက်သောအသေးစိတ်စီမံခန့်ခွဲမှုများကိုပါဝင်ရောက်ပါဝင်ကြောင်းသိရှိရပါတယ်မေလ30ရက်နေ့နေပြည်တော်တွင်လှုပ်ဆောင်ခဲ့သောငလင်ဘေးအလွေမြမစီးပွားပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင်အချမ်းပဲစစ်ကောင်းဆောင်မေအောင်နိုင်ကမြန်မာနိုင်ငံတွင်ပြည်ခဲ့သည့်2024-2025ဘာနာရည်နှစ်တွင်ပို့ကုန်အမေရိကန်ဒေါ်လာ6.8ဘီလီယံရှိပြီး တွင်းကုန်အမေရိကန်ဒေါ်လာ7.49ဘီလီယံရှိကြောင်းကုန်သွယ်ရေးပုံငွေမှာအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိကြောင်းကုန်သွယ်မှုအမေရိကန်ဒေါ်လာ29.29ဘီလီယံတန်ဖိုးရှိကြောင်းသို့တော်ကုန်သွယ်မှုမဟုတ်သော non trade မှနိုင်ငံခြားငွေလူငွေပြသမှုများပြားကြောင်းပြောဆိုခဲ့ပါသည် non trade ကြောင့်နိုင်ငံခြားငွေလူငွေပြသနေခြင်းအကြောင်းရင်းများကိုစစ်ဆေးရအောင်ပြည်ပသို့ထွက်ခွာမှုများများပြားစီကိုတွေ့ရှိရပြီးနိုင်ငံခြားငွေတုံးဆွဲမှုများပြားကြောင်းပြည်ပမှတရားမဝင်ပစ္စည်းများတင်သွင်းမှုများလည်းပါဝင်ပြီးတရားမဝင်ရောင်းဝယ်မှုများရှိကြောင်းမင်းအောင်လိုင်ကပြောပါသည် ီဘက်မှအမှားယုံတင်သွင်းပစ္စည်းများပြားနေဒီကိုတွေ့မြင်နေရပြီးရင်းနေရာတွင်ပြည်တွင်းထွက်ကုန်ပစ္စည်းများဖြင့်အစားထိုးနိုင်ရေးလှုပ်ဆောင်ကြမည်ဖြစ်ကြောင်းမေအောင်လိုင်က ပြောဆိုခဲ့ပါသည်